တချက်မှာစိတ်မချရရင်တရားမအပ်ဘူးဖေယားကအာမင်ဒါကြောင့်ဖေယားခင်ကစိတ်ချမှု ရှိမရှိဆိုတဲ့အရာဖေယားဘက်ကတင့်ကိုယုံကြည်လို့ရမရဆိုတဲ့အရာကိုဖေယားခင်ကအမြဲတမ်းအမြဲတမ်းအမြဲတမ်းကျမတို့ကိုစမ်းသပ်နေတာဖြစ်တယ်အာမင်ကျမဥပမာတစ်ခုကိုပြောပြမယ်ညီကောင်မောင်မတို့တင့်ကိုအခုဖေယားခင်ကနော်အလုပ်တစ်ခုပေးလိုက်တယ်ဆိုပါဆိုအဲ့ဒီအလုပ်ကတန့်ရှင်းအလုပ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်မန်နေဂျာအလုပ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမဲ့သင်ကအဲ့ဒီအလုတ်ကိုသင်လုံနေတဲ့အခါမှာစပြီးတော့လုံနေတဲ့အချိန်မှာတော့အော်ဘုရားသခင်ယေရှုတင်နေဘုရားသခင်ကိုရောရဲ့ယေရှုဂယူနာတော်ကြောင့်ဒီအလုတ်ကိုလုံရပါတယ်ဆိုရင်ဒါကနှလုံးသားမှန်နေတာဟုတ်လားတစ်ဖက်မှာလည်းအဲ့အလုတ်ထဲမှာသင်လုံနေတဲ့အခါမှာပြင်းရည်ခြင်းမရှိဘူးခိုခတ်ခြင်းမရှိဘူးနော်အဲ့မှာရှိတဲ့အလုတ်ရှင်ရဲ့ငွေကြေးကိုကိုယ့်ရဲ့ငွေကြေးလိုသဘောထားပြီးတော့မလိုအပ်တဲ့ငွေကြေးကိုမဖြုံးဘူးမသုံးဘူးအချိန်ကိုမဆုံးရှုံးစေဘူး ကိုနဲ့ပစ္စည်းကိုအလုတ်ထဲကဆိုင်တဲ့ပစ္စည်းကိုကိုမယူဘူးဆိုရင်အဲ့ဒါတော့နှလုံးသားမှန်ကန်ခြင်းပဲလေအာမင်ဒါဆိုချိန်သေးတယ်ဒီလိုအလုတ်သေးသေးလေးတစ်ခုမှစိတ်ချရပြီဆိုဘုရားသခင်ကကြီးတဲ့အမှုရာအမှားပဲအာမင်အခုဒီမှာရှိတဲ့အသင်းတော်မှာရှိတဲ့မိသားစုဝင်တစ်ယောက်ချင်းဆိုင်ကိုကျွန်မဘာအားပေးခြင်းလဲဆိုတော့ဘုရားသခင်ကတင့်ကိုအလုတ်တစ်ခုကိုပေးရင်အဲ့အလုတ်တစ်ခုပေါ်မှာတစ္ဆာရှိပါအပြင်းစီးပွားရဲ့အလုတ်ပဲဖြစ်ဖြစ်ဘုရားကြောင့်မှဖြစ်တဲ့အာရှာပဲဖြစ်ဖြစ် ဆဲလီဒါလောက်ရတာပဲဖြစ်ဖြစ် worship ministry ထဲမှာပါဝင်ရတာပဲဖြစ်ဖြစ်ကိုကိုဖျားခင်က clients လို့ခေါ်တဲ့နော်ဖောက်တယ်တွေအများကြီးကိုပေးတာပဲဖြစ်ဖြစ်တင်ကိုဖျားပါပေးပေးနောက်ဆုံးကျမပြောပြမယ်မိဆွေတယောက်ကိုတင့်နာကိုရောက်လာစေတာပဲဖြစ်ဖြစ်လူတိုင်းကိုတင့်အနေနဲ့တမိုးထားပါအာမင်အာမင်အာမင် တိတ်ငယ်သောအမှုရာမှာတံမိုးမထားတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့နောက်ထပ်ကြီးသောတကားတွေကကိုယ့်အတွက်မပွင့်တော့တခါသေးကျမတို့ဘေးနားမှာရောက်လာတဲ့လူတစ်ယောက်ကကျမတို့လက်လန်းမမီနိုင်တဲ့အရာတစ်ခုကိုဖွင့်ပေးနိုင်တဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်ကျမတို့လိုချင်နေတဲ့တော့တွေအားလုံးကသူတို့ရဲ့လက်ထဲမှာရှိနေတတ်တယ်စင်ရဲတဲ့သူပဲဖြစ်ဖြစ်ပညာတတ်တဲ့သူပဲဖြစ်ဖြစ်ကြွယ်ဝချမ်းသာတဲ့သူပဲဖြစ်ဖြစ်ပညာဘာမှမသိတဲ့သူတစ်ယောက်ပဲဖြစ်နေပါစေတင့်ဘေးနားမှာရှိတဲ့သူအားလုံးဟာတင့်ကိုကောင်းကြီးရစေမယ့် တကွားတွေဖြစ်တယ်ဆိုတာကိုသင်နားလေရမယ်။တော့ချက်တွေဖြစ်တယ်ဆိုတဲ့အရာကိုသင်သဘောပေါက်အောင်မှာဖြစ်တယ်။အာမင်။ဒါကြောင့်ဒီနေ့ကျွန်မမေးချင်တယ်။ဖယားကတင့်ကိုအနှင်းထားတဲ့အရာအပေါ်မှာကောင်းကြီးတွေခံစားလာရတဲ့အခါမှာချီးမြှောက်ခြင်းတွေရောက်လာတဲ့အခါမှာဝိညာဉ်စုကျေးဇူးတွေအများကြီးနဲ့အသုံးပြုခံရတဲ့အခါမှာစိတ်ချမဲ့အထဲမှာသင်ပါလာ။အာမင်။သားသမီးတွေပေးလာတဲ့အခါမှာစိတ်ချမဲ့အထဲမှာသင်ပါလား။ ဆဲလ်ဂရုမှာတင့်ကိုဥဆောင်ခိုင်းတဲ့အခါမှာစိတ်ချမစိတ်ချမဲ့ထဲထဲမှာတင်ပါပြီလားစဉ်းစားဆင်ခြင်စေခြင်းနဲ့အာမင်တင့်ရဲ့ကြောင်းထဲမှာကြောင်းသူကြောင်းသားအများကြီးကိုဖရားထည့်ပေးလိုက်တဲ့အခါမှာစိတ်ချမဲ့ထဲထဲမှာတင်ပါပြီလားတင့်ရဲ့တထဲကတင့်ကိုသူတစ်ပါးနဲ့မတူငွေကြေးတွေကိုယုံကြည်ပြီးတော့အနံ့တဲ့အခါမှာစိတ်ချမဲ့ထဲထဲမှာတင်ပါရဲ့လားအာမင်